ရှာရမယ်လောက်လောက်လိုက်ပြီးတော့60 60ကြီးနဲဝါကိုစားတွေ့တော့ကိုစားတွေ့တော့ရရင်ဟေးကိုထင်မှရတယ်ကျဆယ်ပြီးပြမလေးပြမလေးအမလေးအခုမဟုတ်ဘူးအတိအိုင်းမှာပါထက်တာလိုက်81နောက်ပွင့်ကြီးတွေပါပါလာမှာ။ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်ကစစ်ကောင်စီရဲ့မစုတ်တမ်းခံစစ်စခန်းတစ်ခုဖြစ်တဲ့တေဘောဘိုးစခန်းကို၃ရက်အတွင်း ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတင်ပိုက်လိုက်ပါတယ်။ဇွန်လ၁ရက်နေ့မှာ စတင်ခဲ့တဲ့တေဘောဘူစကန်းသိန်းတိုက်ပွဲကိုစစ်ကောင်စီကစကန်းမချဖို့အတွက်လက်နက်ကြီး၄ချောင်းပစ်ကူမှုတွေရှိနေတဲ့ကြားကပဲ၃ရက်ကြာဇွန်လ၃ရက်နေ့မှာတင်ပိုက်နိုင်ခဲ့တာပါ။ဒီစကန်းသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတွေဟာအလံမြူထောင်လက်နက်ချခဲ့လို့အချိန်တိုတွင်တင်ပိုက်ရရှိခဲ့တာလို့မြေပြင်သတင်းရင်းမြစ်တွေက EAR ကိုပြောပါတယ်။ဟုတ်လား။ ဘာလဲဗျဘာလဲဗျဟဲ့အလမ်ယူထောင်းတာတော့ဒရင်ကျဲသွားပြီးတဲ့နောက်ပဲပေါ့ဒရင်ကျဲသွားပြီးတဲ့နောက်ပဲမှာဒီကောင်ကဘလို့မှမနိုင်တော့ဘူးဆိုပြီးတော့အပေါ်မှာလည်းဟဲ့သေးလားများလိုက်ပြီဒီကောင်များတယ်တော့မနိုင်တော့ဆိုပြီးတော့လမ်ယူထောင်းတာပေါ့စကန်းကိုတိမ့်ပိုက်နေတဲ့အချိန်မှာပဲစကန်းပေါ်ကိုလေချောင်းပစ်ခတ်ခဲ့တာရှိသလိုတိမ့်ပိုက်ပြီးနောက်တစ်နေ့ဇွန်လ၄ရက်နေ့မှာလည်းစကန်းပေါ်တက်တက်ကိုဘုံကျဲချခဲ့တယ်လို့စေးသတင်းရင်းမြစ်ကဆိုပါတယ် တေဘောဘူးစကန်မကြရေးစစ်ကောင်စီကစစ်ကိုစစ်ကြောင်းဆေးလုတ်ခဲ့ပေမဲ့ KNL နဲ့တော်လန်အီဘူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီးစစ်ကြောင်းတစ်ခုလုံးပြုတ်သွားခဲ့ရပါတယ်။အခုတိမ့်ပိုက်လိုက်တဲ့တေဘောဘူးစကန်ကစစ်ကောင်စီအတွက်မြောက်ရီလန်တစ်လျှောက်ကိုစုံမိုးထိန်းချုပ်ဖို့အတွက်အရေးပါတဲ့ viewer စကန်တစ်ခုဖြစ်တယ်လို့ဘောလီ viewer ကုန်းအတွက်လည်းကာကင်းစကန်တစ်ခုဖြစ်ပါတယ်။တော်လန်အီတပ်ဖွဲ့တွေအနေနဲ့ဒေါနာတောင်တန်းရဲ့အရှိချမ်းနေမြေစုံမိုးရေးအတွက်အရေးပါတဲ့ဝေါ်လီဗျူဟာစခန်းကိုရရှိဖို့ အဓိကတိုက်ခိုက်ရမယ့်စခန်းတွေကဒေဘောဘိုးစခန်း၊ ठी ကေဘလင်နဲ့ဥက္ကဋ္ဌစခန်းတွေဖြစ်တယ်လို့စစ်ဘက်ဆိုင်ရာ CDM ယာရှိတွေကဆိုထားပါဗျ။အဲပါကိုမာကိုတာတာမေပါကိုအင်းဂျီနောဘလိုအရေးပါတယ်ဆိုတော့အာရှေ့ကြံမိတဲ့စခန်းနဲ့စက်သိမ်မှုအတွက်ခွန်အားရတာပေါ့လေနော်။နောက်တစ်ချက်ကဒီစခန်းကသူကသူလည်းလမ်းကွာထိမှာပေါ့နော်။ အာဒီ timer channel နဲ့ဇက်ကွန်ဘက်ရေးလို့ဘာလို့ပေါ်လို့ဒီဆက်ချက်ကြတဲ့နေရာတစ်ခုပေါ်တော့အာအဲ့မြာမှာဒါဒီစကန်ရှိရတယ်အဲ့တော့အကိုဘကအာအချိုရေးစီပါရေးလုံးနေတာပေါ်တော့ဘူဗီယိုတီရောပြန်တော့ပြန်ကိုကိုလူနဲ့ကိုပြန်တော့မနေတာပေါ်တော့အဲ့ဒါတစ်ချက်ရပါတယ်ပေါ်တော့နောက်တစ်ချက်ကတော့ဒါရှေ့ဂျန်နေတဲ့စကန်နဲ့ဆက်တင်ဖို့အတွက်ချီကိုတစ်ခုရတာပေါ်ချီကိုကောင်းတစ်ခုရတာပေါ်တော့ ေဘောဘုစကန်းဟာအရင်ကကရင်အမျိုးသားစီယုံ KNU လက်အောက်တက်မှ6နေမြေထဲမှာရှိနေတာဖြစ်ပြီးပြီးခဲ့တဲ့ရှစ်လေးလုံးအရေးတော်ပုံကာလတုန်းကတော်လှန်ရေးသမားလူငယ်တွေအတွက်ခြေစိုက်ရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့1998ခုနှစ်မှာတော့စစ်ကောင်စီကဒီစကန်းကိုသိမ်းပိုက်ပြီးစကန်းတဲအထိုင်ချခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ စစ်ကောင်စီအနေနဲ့ KNU ထိန်းချုပ်ထားတဲ့စခန်းတွေကိုသိမ်းပိုက်ပြီးအဲ့ဒီနေရာတွေမှာသူတို့အထိုင်စခန်းတွေချပြီးတော့ထိုင်းမြန်မာနယ်စပ်ဒေသတချို့နေမြေစိုးမိုးရေးအတွက်လှုပ်ဆောင်ခဲ့တာလို့စေးလေးလာသုံးသက်သူတွေကပြောပါဗျာ။ကျွန်တော်တို့ဒီ IGS တဲ့အာတော်လိုင်းချရတဲ့မှာဒီဘိုးဘိုးဆိုတာလည်းဟိုမရှိမဖြစ်အရေးပါခဲ့တဲ့အနေအထားခုပေါ့နော်အဲဒီဘိုးဘိုးအနေနဲ့ကျွန်တော်တို့ရဲ့ဒီစီရေးဆွမ်းရည်နိုင်ငံရေးဆွမ်းရည် ဒီလိုစီအောင်ရေးဆိုရင်ပြမှာတော့ကျွန်တော်စတော့တိောက်ခဲ့တယ်လေတိုးတော့လဲကျွန်တော်တို့ခြေနေမျိုးကြောင့်ကျွန်တော်တို့ဒီဘုံအစခန်းဒီဘုံနေအောင်ဆုံးဆောင်ခဲ့တာအခုမျိုးကျွန်တော်တို့ဒီမျိုးတော်လိုင်းမှာဒီဘုံစခန်းကိုပြန်ပြီးတော့ကျွန်တော်တို့ရရှိခဲ့တယ်ဥပမာမနပလောလို့ပဲပေါ့ဗျာဟိုတကယ်တကယ်တမ်းခံစားရတယ်လို့ပြောရအောင်ကျွန်တော်တို့ဒီဘုံပြန်ရတဲ့ပုံမှာကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့ဒီဥစ္စာပေါ့အာဒီကောင်လည်းဆက်ပြီးတော့တည်တည်ဆဲတဲ့နေရာကိုဟိုပြန်ပြီးတော့ရရှိတော့ပုံမှာဟိုအရင်ကကျင်းနမိတယ်နော်နောက်တစ်ခုကဒီတော်လည်းရေးမှာဒီလိုမျိုးအာစီနိုင်ငံရေးအရေးတွေရတယ်အရင်ကအရေးပါတဲ့အချက်လေးတစ်ခုဖြစ်တော့ပုံမှာဒီဘုဘုစကန်ရတော့ပုံမှာကျွန်တော်အနေနဲ့အရင်ကဟိုကျင်းနတယ်လို့ပြောတာလေးပြောချင်တယ်နော်ဒီစကန်တိုင်းတိုက်ပွဲမှာ120မမအပါအဝင်လက်နက်ကြီးတွေနဲ့အခြားလက်နက်ခဲယံအများအပြားကို တင်းဆဲရမိခဲ့တယ်လို့တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ Cobra စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။ဒေဘောဘိုးစကန်ဟာ KNU ကနှစ်ပေါင်း30ကျော်လက်လွတ်ခဲ့ရတဲ့စကန်ဖြစ်ပြီးဒီစကန်ကို KNL နဲ့ KN မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့က2022ခုနှစ်မေလထဲမှာတစ်ခေါက်သိမ်းပိုက်ခဲ့သေးပေမဲ့စစ်တပ်ကအနီးကကျေးရွာတွေကိုပါလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်တော်လိုင်းတပ်တွေဘက်ကနောက်ဆုတ်ခဲ့ရတယ်လို့ဆိုပါရယ်။